မင်္ဂလာပါကျွန်တော်ဒါအစီအစဉ်အစ်စ်လေးတစ်ခုစဉ်းစားမိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီတစ်ပတ်တော်တွင်းမှာဖြစ်ပျက်ခဲ့သမျှအအောင်ပွဲတွေပေါ့နော်အောင်ပွဲတွေအကြောင်းကျွန်တော်လိုက်ပြီးတော့ကြည့်တဲ့အချိန်မှာဟာအများကြီးပဲပေါ့အများကြီးအောင်ပွဲတွေအများကြီးရှိတယ်ပြီးတော့ဒါထူးခြားဖြစ်စဉ်တွေလည်းအများကြီးရှိတယ်ပေါ့နော် အဲ့တော့ဒီတပတ်တော်တွင်းမှာဖြစ်ခဲ့သမျှထူးခြားဖြစ်စဉ်တွေအောင်ပွဲနဲ့ပတ်သက်လို့ကျွန်တော်အတူကျုံပုံစံလေးကျွန်တော်ခွန်အားဖြစ်စေဖို့အတွက်ရည်ရွယ်ပြီးတော့သုံးသက်တာမျိုးလေးဒါအပတ်စဉ်လုပ်မယ်လို့စဉ်းစားထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးအကုန်ရွေးထားတယ်အဲ့တော့အဲ့ဥစ္စာလေးစလိုက်မယ်အဲ့တော့ကျွန်တော်ပထမဆုံးအောင်ပွဲတွေအကြောင်းအရင်ပြောမယ်ပေါ့နော်အဲ့တော့ပထမဆုံးအောင်ပွဲအနေနဲ့ကတော့ကျွန်တော်ဒါကင်းပြီးနဲ့တန်တော်ကြီးမြို့နယ်တွေကစကားဆိုင်ရဲ့စခန်းတစ်ခုဖြစ်တဲ့တပြေညွတ်စခန်းသိန်းအောင်ပွဲဒီအောင်ပွဲဆိုလေဒါ9ရက်နေ့မနက်တနာရီကနေပြီးတော့စပြီးတော့တိုက်လိုက်တယ် ရှစ်ရက်နေကြတော့ရသွားအောင်အဲလိုပုံစံမျိုးဟိုဘက်မှာတော်တော်လေးချင်းနေဆိုးနေတယ်ဘာလို့လဲဆိုတော့ချင်းတို့အတွင်းမှာကိုပဲဒါတိုက်ခိုက်သိမ့်ပက်လိုက်နိုင်တယ်ဒါစကန်တစ်ခုဖြစ်တယ်ပြီးတော့အဲစကန်တိုက်နေတဲ့အတောတွင်းမှာကိုပဲဒါဝိုင်းတွဲတွေ35တွေနဲ့လာပြီးတော့လေချောင်းပြကူပေးတယ်စစ်တပ်ဘက်ကပေါ့နော်အဲလိုပေးတဲ့ဂျားတွေကဒလိုင်းတပ်ဖွဲ့တွေကအောင်မြင်ပြီးမြောက်အောင်သိမ့်ပက်နိုင်ခဲ့တယ်တကယ်အောင်ဝဲတစ်ခုဖြစ်တယ်ပေါ့နော်ဒါကလည်းတကယ်အားရစရာကောင်းတဲ့အောင်ပွဲတစ်ခုနောက်တစ်ခုကတော့ဒါကျွန်တော် အားလုံးသိတဲ့နထိုးကြီးအဲနထိုးကြီးတော်လည်းတက်ဖွဲ့တွေပေါ့နော်အားလုံးကဆွဆတ်တမန်ဒါကွင်းပြောင်ကြီးထဲမှာလိုက်ပြီးတော့စစ်ကောင်စီအင်အား200လောက်ပါတဲ့စစ်ကြောင်းကိုပေါ့နော်ဒါလိုက်လံခြေမုံတဲ့ဗီဒီယိုဖိုင်ပေါ့နော်အဲဥစ္စာလည်းတကယ်အောင်ပွဲတစ်ခုဖြစ်သွားတယ်အဲတိုက်ပွဲမှာဆိုရင်ဒါ28ရောက်ဒါတေဆုံးတယ်ပေါ့နော်စစ်တပ်က28ရောက်တေတယ်14ရောက်အရှင်မိတယ်တနက်အရေးအတွက်ဆိုရင်44လက်တောင်ရတယ်ပြီးရင်လက်နက်ခဲရန်တွေဆိုလည်းအများကြီးပဲကြီးစံပေါင်း1000ကျော် တောင်းကြော်တယ်ဆကဆဘက်ကဒါကြည်စံဆိုရင်လည်းဒါလက်နက်ငယ်ကြည်စံဆိုရင်လည်းတောင်းတစ်ထောင်လောက်တောင်းတစ်ထောင်ကျော်တောင်းတစ်ထောင်လောက်ညီပါရအဲ့တော့ကျတော့ဆကဆစစ်သားတယောက်ကလက်နက်ငယ်ကြည်စံ480ပါမယ်ဆိုရင်အယောက်20 25ယောက်စာလောက်ကျွန်တော်တပ်ဖွဲ့တွေကရလိုက်တဲ့အနေအထားဖြစ်တယ်ပြီးတော့အဲ့တိုက်ပွဲရဲ့နောက်ွယ်ရအကြောင်းနေဆိုလဲကျွန်တော်ဒါအဲ့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ယာယီရင်မူကိုစိုးအောင်အဲသူနဲ့အင်တာဗျူးထားတဲ့ဗီဒီယိုဖိုင်လေးလည်းရှိတယ်ပေါ့နော်အဲအဲ့ဥစ္စာမှာဆိုလဲထက်တီးရတဲ့အကြောင်းချက်တွေကအများကြီးရှိတယ် အဲသူတို့ဘက်ကမြေပြင်မှာစစ်ကောင်စီတပ်သားတွေကဘလောက်တောင်မှအခြေအနေဆိုးရွားနေတယ်လဲကျွန်တော်အညာတပ်ဖွဲ့တွေကဘလောက်တောင်မှခံယူချက်စိတ်သက်ပြင်းထန်ပြီးတော့တိုက်ပွဲဝင်နေတယ်လဲဆိုတဲ့ဟာတွေကိုသူနဲ့စကားဝိုင်းမှာဒါအများကြီးသိရမှာဖြစ်တယ်ပေါ့နော်ဒါကလည်းမြေပြင်မှာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေထိုက်တက်တန်တန်နဲ့ကြီးကြီးမားမားရရှိခဲ့တဲ့အောင်မြင်မှုဗီဒီယိုဖိုင်တစ်ခုဖြစ်တယ်ပေါ့နော်နောက်ထပ်အောင်ပွဲတစ်ခုကတော့ဒါဒဝဲကနေဘိတ်ကိုလာတဲ့ဒါစစ်ကောင်စီရဲ့ ဒီငွေဆက်ကူတစ်တာတွေတည်လာတဲ့ဆက်လီပေါ့နော်အဲဆက်လီကိုဒေါ်လာင်းတက်ဖွဲ့တွေကညဘက်ကြီးညတိုက်ဝဲဆင်နွဲပြီးတော့ပြင်းလိုက်တဲ့ဒါဗီဒီယိုရုပ်သံဖိုင်တစ်ခုလည်းထွက်လာတယ်ဒါကလည်းတကယ်အောင်ပွဲတစ်ခုဖြစ်တယ်အဘောက်လဲဆိုတော့ဆက်ကောင်စီရဲ့တက်တွင်းမှာပေါ့နော်ဒီငွေကြေးစီးဆင်းမှုတွေအငွေကြေးလက်ပတ်မှုတွေကိုတော်တော်လေးအထိနာသွားစီမဲ့အောင်ပွဲတစ်ခုမလို့ဒါကလည်းအရေးကြီးတယ်ပေါ့ပြီးတော့ကျတော့ကျွန်တော်တို့ဒေါ်လာင်းတက်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည် ဒီတိုက်ပွဲမှာမြင်ရတယ်အယောဇံ video file ပေးပို့တဲ့ချိန်မှာကိုပဲသတင်းတွေတက်လာတဲ့အခါညဘက်ကြီးမှာတိုက်ပွဲဆင်နွှဲနေတဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်ကိုမြင်ရမယ်အပြင်အဲ့ညဘက်ကြီးမှာကိုပဲဒါရွေရှားနေတဲ့ရွေရှားပစ်မှတ်ကို RPG လိုဟာမျိုးနဲ့ဒါတန်တမမတ်ထိမှန်အောင်ပြစ်ခတ်နိုင်ပြီးတော့ဒီဆက်လင်မီလောင်ဒီအထိချင်းမိုးတိုက်ခိုက်နိုင်ခဲ့တာလည်းဖြစ်တယ်ပြီးတော့အဲ့တိုက်ပွဲမှာဆိုလဲရေတဲ့ခုံချတဲ့ကောင်ခုံချအခုနလိုပေါ့နော်ဟိုဒံယာနဲ့ဒါဆက်လီပေါ်မှာတင်နာကားတဲ့ကောင်ကား အဲ့လိုပုံစံမျိုးတွေဒီဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့တယ်ဒါအောင်ပွဲတစ်ခုဖြစ်တယ်ပြီးတော့အဲ့အဲ့ဒီကနေဒါသူတို့ဒါဒဏ်ရာရတဲ့လူနာတွေဆိုရင်အဲတခြားနေရာတွေကိုပို့ဆောင်ဖို့အတွက်ဒါညရင်းချင်းလာပြီးတော့စစ်ကူခေါ်ရတဲ့အနေထားပြီးတော့ဒီဆက်လေးဆိုရင်ဘာမှကိုလုံးဝသွားလို့လာလို့မရတော့တုံးစားလို့မရတော့ထိအနေထားဖြစ်သွားလို့တောင်မှတင်သွားတဲ့အနေထားအဲဒီလိုအနေထားမျိုးတွေနဲ့ကျွန်တော်တို့ဒေါ်လာရင်းတပ်ဖွဲ့တွေကတကယ်ပြင်းလိုက်နိုင်တာဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့မှာဆိုလဲ ဒါဘန်ဝင်တန်းတွေပါတယ်တို့အဲပြီးတော့ဒီငွေဆက်ကူတစ်တာတွေပါတယ်တို့အပြင်စစ်ကောင်စီတပ်သားအင်အားဘယ်လောက်လောက်ပါတယ်တို့အဲပြီးရင်ဒါတည်ဆုံသွားတဲ့စစ်ကောင်စီတပ်သားအင်အားဘယ်လောက်ရှိတယ်တို့စသဖြင့်ဒီလိုမျိုးသတင်းတွေကိုအတိတိကျကျဒါလုံးဝရယူနိုင်ခဲ့တဲ့ကျွန်တော်တပ်ဖွဲ့တွေကသတင်းရယူနိုင်မှုစွမ်းရည်ကိုလည်းတကယ်မြင်ခဲ့ရတဲ့ပွဲပေါ့နော်အဲ့ဒါကလည်းကျွန်တော်တပ်ဖွဲ့တွေအတွက်ကျွန်တော်တော်လိုင်းတွေအတွက်တကယ်ကိုကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့မပြောမဖြစ်ကျွန်တော်အာရခတက်တော် AA ရဲ့တိုက်ခိုက်သိမ်းပိုက်မှုခံလိုက်ရတဲ့ ပဲကိုးတိုင်းတဲ့ကညောင်ကျိုးစခန်းပေါ့နော်ညောင်ကျိုးညောင်ကျိုးအေနဲ့တွေ့တဲ့အချိန်မှာတကယ်ကျိုးသွားတယ်အဲ့တော့ဒါကပထမဆုံးပကိုးတိုင်းတဲ့ကစခန်းတစ်ခုတော့မဟုတ်ဘူးရှေ့မှာမိုးတီတောင်စခန်းဆိုတဲ့စခန်းတစ်ခုကိုလည်းဒါသိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့တော့ဒုတိယမြောက်စခန်းဒုတိယမြောက်ဒါပကိုးတိုင်းတဲ့အောင်ပွဲပေါ့လေအဲ့ဒီတိုက်ပွဲမှာဆိုလဲတည်ရတဲ့အချက်လက်တွေရဒါစစ်ကောင်စီရဲ့ဒါအင်အားကြီးတဲ့စခန်းတစ်ခုဖြစ်တယ်အင်အားရာကျော်ရှိတဲ့စခန်းတစ်ခုဖြစ်တယ်ပြီးတော့နောက်ထပ်တည်ရတဲ့တချို့အချက်တချို့ပြောသူတွေအရာဆိုရင် ဒီတိုက်ပွဲကနေပြီးတော့ထွက်ပြေးသွားတဲ့သူတွေရှိသလိုလက်ရဖမ်းဆီးမိတဲ့စစ်တုံးမန်းတွေလည်းရှိတယ်။လက်နက်ခဲရနေလည်းအများကြီးတင်းစီရမိတယ်။အဲပြီးတော့ဒါကဒါစစ်ကောင်စီလုံးဝတည်တည်ချာချာလုံးဝဒါခန်းစစ်ပြင်ဆင်ထားတဲ့အခြေအနေမျိုးမှာရအောင်တိုက်ပွဲဝင်ခဲ့နိုင်တာ ဖြစ်တယ်ပေါ့နော်။အဲဘောက်လဲဆိုတော့စစ်ကောင်စီကဒီနေရာကသူတို့အတွက်အဓိကနေရာဖြစ်တဲ့အချက်ချနေရာဖြစ်တဲ့အခြားတိုင်းဒေသကြီးနေရာတွေကိုအခြားမြို့ကြီးပြကြီးနေရာတွေကိုသွာလာနိုင်ဖို့အတွက်ဆိုရင်ဒီနေရာက ဒါအဓိကခံစစ်ဆီးတစ်ခုအဖြစ်သတ်မှတ်ထားတဲ့နေရာဖြစ်လို့ စစ်ကူစင်အင်အားဒါမျိုးပုံစံမျိုးတွေတိုးချရတယ်။စစ်ကူလမ်းကြောင်းတွေအဲပို့ပေးတာမျိုးတွေရှိတယ်။ဒီကြားတွေကပေါ့နော်လေကြောင်းပစ်ကူတွေနဲ့အသေးအတန်အခုခံကာကွယ်တာတော့မှပဲအရခတ်တက်တော် A ရဲ့ခုနတိုက်ခိုက်နိုင်မှုအဲသိမ့်ပိုက်နိုင်မှုတွေကြောင့်မလို့သူတို့တွေကြာရှုံးခဲ့ရတယ်။ဒါကလည်းကျွန်တော်ဒီရက်ထဲမှာတကယ်ကိုကောင်းမွန်တဲ့အောင်ပွဲအကြီးကြီးဖြစ်တယ်။အဲဥစ္စာကလည်းတကယ်အားရစရာကောင်းတယ်ပေါ့နော်။ဒီလိုပဲမိုးပြင်းမှာလည်းဒါ73ရက်နေ့မှာခုနပုံစံတိုင်းပဲပေါ့နော်။စစ်ကောင်စီကလက်နက်ကြီးတွေ drone တွေဒါမျိုးပုံစံမျိုးတွေအလွန်ကြုံသုံးဆွဲပြီးတော့စစ်ကြောင်းထိုးလာတာရှိတယ်။ အဲဒါမဲ့ဒါအဲတော်လိုင်းတက်ဖွဲ့တွေကအပြင်းထန်ခုခံနေအဲတချို့နေရာတွေလက်လွတ်ပေးရတာမျိုးရှိတယ်အဲ14ရက်နေ့မှာတော့ဗောနော်တိုက်ပွဲတော်တော်လေးကိုပြင်းထန်နေပြင်းထန်ပြီးတော့စစ်ကောင်စီဘက်ကတော်တော်လေးအထိနာပြီးတော့ပြန်ပြီးတော့ဆုတ်ခွာသွားရတာရှိတယ်အဲဒီလိုဆုတ်ခွာသွားတာတော့မှပဲဒါစစ်ကောင်စီတက်ဘက်ကအဲသူကဓာတ်ုဘုံနေအဲခုနလိုမိလောင်ဘုံနေဒီလိုမျိုးပုံစံမျိုးတွေကိုအလွန်ကျွံသုံးပြုပြီးတော့ဒါကျဲချသွားပြီးတော့ပြန်ပြီးဆုတ်ခွာသွားတယ်ဗောနော်အဓိကတော့သူတို့နောက်ကိုတော်လိုင်းတက်ဖွဲ့တွေကထက်ချက်လိုက်လာမှာစိုးတဲ့အတွက်အခုလိုမျိုး အာပုံကျဲတာမျိုးတွေတိုက်ခိုက်တာမျိုးတွေသူတို့လုတ်ပြီးမှပြန်ဆုတ်သွားတယ်ပြီးတော့ဒါကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအတွက်သတိထားရမယ့်အရာတစ်ခုလည်းဖြစ်တယ်လက်ရှိမှာတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကအဲခုနလိုအရေးတာမှုရလိုက်တယ်ပေါ့နော်စစ်ကောင်စီဘက်ကစစ်ကြောင်းလာထုတ်တယ်ဒါတော့မှပဲပြန်လန်ပြီးတော့ဆင်းသွားတယ်ဒါပေမဲ့အဲ့ဒါကအဲသူတို့ပြန်ပြီးတော့စုဖွဲ့ပြင်ဆင်ဖို့အတွက်လုပ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တက်ဖွဲ့တွေလည်းဒါသိထားတယ်တိလည်းသိထားမယ်လို့ယုံကြည်တယ်အဲဒါပေမဲ့တခုရှိတာကကျွန်တော်တို့တက်ဖွဲ့တွေကမပြည့်မစုံနဲ့ဒါစိတ်တဲ့နဲ့ တိုက်ပွဲဝင်နေကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းဒီလိုမျိုးပါဝင်တိုက်ပွဲဝင်နေကြတဲ့ဒေါ်လာနေတပ်ဖွဲ့တွေကိုဒီထက်ပိုပြီးပြည်စုံစေဖို့ကုညီကုညီမယ်ဆိုရင်တော့ဒီနေရာတွေဒီဒေသတွေဆိုတာလည်းမကြခင်အောင်မြင်မှုရမယ့်နေရာတွေဖြစ်တယ်ပြီးတော့မိုးပြဲဆိုတာကအိုးအရင်အစပိုင်းအစောပိုင်းကာလကနေရပါတော့2021လောက်မှာကနေကဒါ yes scan နေဆိုလဲတက်ပြီးတော့ကျိတ်ပြစ်တယ်တက်ပြီးသိမ်းပြစ်တယ်လက်နက်တွေရတယ်လူတွေဖမ်းမိတယ်ဒါမျိုးပုံစံမျိုးတွေနဲ့အစင်းလာရှိခဲ့တဲ့နေရာတစ်ခုဖြစ်တယ်အခုဒါသူတို့၄နှစ်နှစ် တက်ကိုပြန်ပြီးတော့အထိုင်ချပြီးတော့စစ်တပ်ဘက်ကပြန်ပြီးထိုးစစ်ဆင်တာမျိုးတွေလှုပ်လာတာကိုဒါအကောင်းဆုံးခုခံနိုင်ဖို့အတွက်အကောင်းဆုံးပြန်ပြီးတိုက်ပွဲဝင်နိုင်ဖို့အတွက်ဒီနေရာတွေကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်ဖို့အတွက်ကိုပြည်သူတွေရဲ့ခွန်အားတွေလည်းအများကြီးလိုအပ်ပါတယ်ဗျ။ပြီးတော့ဒီတိုက်ပွဲကနေပြီးတော့လေအာရန်သူစာကားစားဘက်က15ဦးတိဆုံးနေအဲအလောင်းကတော့ဒါမရဘူးပေါ့နော်တိဆုံးနေလို့ယူဆရတယ်လက်နက်အနေနဲ့ကိုးလက်ရတယ်ခရမ်းနဲ့ဆက်ဆက်ပစ္စည်းတွေအများကြီးရလိုက်တယ်ဒါကလည်းကျွန်တော်တို့ဒီရက်ပိုင်းအတွင်းမှာ အဲကျောင်းတော်လိုင်းဘက်ကအောင်မြင်မှုရတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်။နောက်ထပ်အောင်ပွဲတစ်ခုကတော့ဒါပူလူတူစကန်ပူလူတူစကန်လားမပူလူစကန်လားမသိဘူး။ဒါပေမဲ့စစ်တပ်ခေါ်ဆိုရင်တော့0.18စကန်ပေါ့နော်။အဲစကန်ကုန်းကိုဒါတော်လိုင်းတပ်ဖွဲ့တွေကတိုက်တယ်။ဒါကတော့ခင်ဘီနယ်ထဲမှာဖြစ်သွားတဲ့အောင်ပွဲတစ်ခုပေါ့နော်။စကန်သိန်းတိုက်ပွဲတစ်ခုဖြစ်တယ်။အဲစကန်သိန်းတိုက်ပွဲမှာဆိုလေအဲစစ်ကောင်စီရဲ့အင်အား30လောက်ရှိတဲ့စကန်ဆိုပြီးတော့သိရတယ်။အဲပြောရရင်တပ်ခွဲစကန်လောက်ဖြစ်မယ်ပေါ့နော်။အဲအဲ့လိုမျိုးအနေထားမှာ တိုက်တဲ့အတွက်ဒါစစ်ကောင်စီဘက်ကအဲထိုင်းဘက်ချမ်းကိုပါထွက်ပြေးရတဲ့အနေထားအဲသူတို့ရဲ့ရိုးရမပြတ်ထုံးစံမပြတ်ပေါ့နော်အဲဒါနှိစက်တဲ့နေရာကိုဒါထွက်ပြေးပြီးတော့အကူကြီးတောင်းခံရတဲ့အနေထားဖြစ်အောင်ဒီတော်လိုင်းတပ်ဖွဲ့တွေကကျုံးနေပေါ့နော်အဲဒီဘက်မှာဒါ၁၂ယောက်သေးတယ်၁၁ယောက်ကထိုင်းဘက်ကိုထွက်ပြေးတယ်ထွက်ပြေးတဲ့ထဲမှာတက်ခွဲမှုပါပါတယ်လို့သိရတယ်အဲတော့ကြတော့ဒီတက်ခွဲမှုကမစိုးပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတက်ဖွဲ့တွေနဲ့သူအရှိဆုံးကနေပြီးတော့အတူတူပြေးတယ်ဆိုပြီးတော့ပြောမှာဒါမထားခဲ့ဘူးပေါ့လေ အဲဘာပဲဖြစ်ဖြစ်ဒီတိုက်ပွဲဆိုလဲဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကအဲတကယ်ကိုအောင်မြင်မှုရတဲ့အနေထားအဲပြီးတော့ကျတော့ဒီတိုက်ပွဲကိုဒါရက်20နီးပါးတိုက်ခဲ့ရတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်အဲပြီးတော့ဒီတိုက်ပွဲကနေရရှိတဲ့ဒါပစ္စည်းပစ္စည်းတွေပုံထားတဲ့အနေထားကြည့်ရတာကိုပဲ ဒီစစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်တွေကဘလောက်တောင်မှအချင်းကြီးစိုးနေသလဲအသူတို့ရဲ့နေထိုင်စားသောက်မှုပုံစံတွေကဘလောက်တောင်ဖြူပြဲဖြစ်နေလဲစုပ်ပြတ်တက်နေသလဲဆိုတာကိုသိသာစေတယ်။ဘာလို့လဲဆိုတော့သူတို့အသုံးပြုတဲ့ပစ္စည်းပစ္စည်းလေးကြီးလိုက်မယ်ဆိုရင်တော်တော်ကိုစုပ်တိစုပ်ပြတ်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေဘယ်တော့မှအဲ့လိုပစ္စည်းမသုံးဘူးဗျာဒီလားဟိုပါဝါဘန်လေးဆိုလဲစုပ်ပြတ်တက်ပေါ့နော်။အဲ့လောက်နေထိုင်ပြောင်းကိုတပ်ဖွဲ့တွေဘက်ကလည်းကြုံလိုက်တယ်ပေါ့နော်။အဲ့တော့ကျတော့ KNU ဒါတက် အဲ့တော့ကြတော့ KNU နေမြေထဲမှာရှိတဲ့စာခါစာရဲ့စကန်ပေါင်း150ကျော်အထိကိုယနေ့ဒီချိန်ထိဒါတိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်တယ်တိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့ပြီဖြစ်တယ်ဒါဟာလဲကျွန်တော်တို့ဒီတော်လိုင်းမှာတကယ်ကိုဒီရပိုင်းတွေအားရစရာကောင်းတယ်အဲအောင်မြင်မှုရတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်ပေါ့နော်နောက်ထပ်အောင်ပွဲတစ်ခုကတော့ဒါအောင်ပွဲသတင်းပေါ့နော်ဒါကတော့ဒါစာခါ21ကျွန်တော်နေဆိုင်ခဲ့တဲ့ပေါ့နော်ဒါနေရာတမထထားချုပ်ကြီးကိုကျွန်တော်တို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဒါတိုက်ခိုက်နေတဲ့ အခြေအနေပေါ့နော်အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့သတင်းတွေတက်လာတဲ့အချိန်မှာ drone ပေါင်း9စီးပြစ်ချနိုင်ခဲ့တယ်ဆိုပြီးတော့တက်လာတဲ့သတင်းတွေလည်းတွေ့ရလိမ့်မယ်ပြီးတော့တိုက်ပွဲမှာကြည့်ရမယ်ဆိုရင်ဒါခန်းစစ်စီးတွေကျိုးပေါက်အောင်တိုက်ခိုက်နိုင်တဲ့အနေအထားတွေဖြစ်နေပြီဆိုပြီးတော့လည်းသိရတယ်ပြီးတော့ဒီခုန9စီးဆိုတဲ့ဟာကဒါအဲ့ချိန်မှာထုတ်ပြန်လိုက်တဲ့သတင်းပဲရှိသေးရပါတော့ ဲ့နောက်ပိုင်းရက်တရက်နှစ်ရက်တော့တင်မှာဘယ်ထက်ရတဲ့ drone စီးရေကမနေပါဘူး။အဲ့တော့အဲ့ drone စီးရေထဲမှာကျွန်တော်သတိထားမယ့်ဟာတွေကဒလိုင်းတက်ဖွဲ့တွေလည်းပြောပါတယ်။ဆိုတော့ night vision ပုံစံမျိုးတွေပါတယ်။အဲ့ကျွန်တော်တို့ဒီဘက်ကဒလိုင်းတက်ဖွဲ့တွေကိုညဘက်တိုင်မှာပါထပ်ပြီးတော့ဒုက္ခပေးနိုင်မှုအတွက်ကိုသူတို့ဘက်ကပြင်ဆင်နေတယ်ဆိုတဲ့အနေအထားတွေလည်းရှိတယ်။နောက်ထပ်အဲ့အဲ့မှာကျွန်တော်တို့ထူးခြားချက်အနေနဲ့ပေါ့နော်။အဲသူကဒီစစ်ကောင်စီဘက်မှာ ီအချုပ်ကျနေတဲ့လူတွေပြီးရင်ဗမောအချင်းထောင်လိုနေရာမျိုးပေါ့နော်မိုးညင်းလိုနေရာမျိုးအဲ့လိုနေရာမျိုးကထောင်နေတဲ့ကအချင်းသားတွေကိုပါလက်နက်ပေးပြီးတော့တိုက်ပွဲဝင်ခိုင်းနေတဲ့အနေအထားတွေဒါသိရတယ်ပေါ့နော်အဲ့ဟာတွေကသူတို့အရင်တည်းကရှိတယ်ဗျအပြီးတော့ဒီအခုဒါဗမောစာက27တိုက်ပွဲအတွင်းမှာဆိုရင်ဒါ366တို့ဒါတန်ချက်ကတက်တို့ဒီတက်တမျိုးတွေကိုတင်းတဲ့အခါမှာဒီစစ်တုံးပန်းတွေပေါ့နော်အဲစစ်တုံးပန်းတွေရတဲ့အဲထဲမှာပဲပေါ့နော်တချို့ဆိုရင်သူကဒီတယောက်ဆိုရင်သူကအပတ်စဉ်49ကသူကအချုပ်ကြထားတာ ဒါအချုပ်ကြတဲ့ပုံစံလည်းတခြားကြောင့်မဟုတ်ဘူးသူကဒါတာဝန်ပေးရတဲ့နေရာနဲ့စွန့်ခွာပြောရရင်တော့စစ်စင်စွန့်ခွာလို့ပေါ့နော်စစ်စင်ရှောင်လွဲလို့အဲဒီလိုပုံစံမျိုးနဲ့အချုပ်ချထားတဲ့ဒါအပတ်စဉ်49ဒါအရာရှိဌာနချုပ်တက်ခွဲမှုပေါ့နော်အဲအဲ့လိုလူကိုပြန်ပြီးတော့ပြန်ထုတ်တယ်ထုတ်ပြီးတော့လက်နက်ပေးပြီးတော့ပြန်တိုက်ခိုင်းတယ်နောက်ဆုံးစစ်တုံးမှဖြစ် အဲဒီလိုနေထိုင်တီဖြစ်လာတာတွေတွေ့ရတယ်။ပြောရမယ်ဆိုရင်သူတို့ဘက်မှာအင်အားတော်တော်ချိနေနေတာမျိုးတွေရှိတယ်။အခုလေချောင်းပစ်ကူဆိုရင်လည်းအဲ့ဘက်မှာတော်တော်ကိုအသေးအံသူတို့ကာဘာယူပြီးတော့လုံနေရတာရှိတယ်။အဲ့တော့လေချောင်းပစ်ကူအသေးအံလုံနေရပြီဆိုတဲ့ကသူတို့ဘက်ကဘယ်လောက်ထိအခြေအနေဆိုးရွားနေသလဲဆိုတာကိုသိသာစေတယ်။အဲ့တော့ဒီသတင်းကလည်းကျွန်တော်တို့ဒလန်ရေးဘက်မှာဆိုရင်တော့ဒါဒီရက်ပိုင်းတော်တွင်အရန်အားရကြကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်။ဒါတော့ဒါကျွန်တော်ဒီဒီတပတ်တော်တွင်မှာဖြစ်သွားတဲ့အောင်ပွဲနဲ့ပတ်သက်ပြီးတော့ဒါ ချင်းနေအဲကျွန်တော်ဒါစုဆောင်မိသလောက်လေးဒါတက်လာတဲ့သတင်းတွေကိုကြည့်ပြီးတော့ကျွန်တော်ပြောပြပေးရဖြစ်တယ်နောက်လည်းထူးခြားဖြစ်စဉ်တွေအနေနဲ့ကတော့ဒါမရောက်လိုင်းဆိုရင်ဒါဒါ EAO တွေ EAO တွေပေါ့နော်ဒါဖြစ်တင်တာပဲပြောပါဖြစ်နိုင်တာပဲပြောပါဆိုပြီးတော့ကပောက်ဒီကပောက်ချာပြောထားတဲ့စကားတွေလည်းရှိတယ်ကိုဖြစ်စင်တာကြည့်ပဲမပြောပါနဲ့ဆိုပြီးတော့ပြောသွားတဲ့ဟာလည်းရှိတယ်ပေါ့နော်အဒီကောင်ရဲ့သွေးလေးခြောက်ခြားနေမှုတွေကိုဒါအထင်အထင်သာမြင်ရတဲ့ဒါပြောဆိုမှုတွေထုတ်ပြန်ချက်တွေလည်းတွေ့ရမှာဖြစ်တယ်ဒီဟာတွေဆိုရင်သူကရုရှားကနေပြန်လာပြီးတော့အဲသူအရန်ကိုပေါ့နော်ဂုံး ဟိုဘယ်လိုပြောမလဲသူသူ့အတွက်အခြေအနေကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်လင်းမော်မှာဖြည့်ထားတဲ့အဖြေစကားတစ်ခုဖြစ်တယ်ပေါ့နော်အပြီးတော့ကြတော့ဒါကသူကသူ့အတွက်တော်တော်အခြေအနေကောင်းတယ်ဆိုတာရုရှားစီကနေရမဲ့ဟိုနီးပညာမျိုးတွေဖြစ်နိုင်တယ်အဆင်လက်နဲ့ပြည်စည်းရဖြစ်နိုင်တယ်ဒါကိုတော့တော်လိုင်းတက်ဖွဲ့တွေဘက်ကအဲတော်တော်လေးဒါပြင်ဆင်ထားရမယ့်အနေအထားတစ်ခုရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီဆောက်ယူကအခုဆိုရင်တော်တော်လေးပျော်ရွှင်ပြီးတော့ပြန်လာတဲ့အနေအထားမျိုးတွေ့ရတယ်။ပြောတဲ့ဇာတ်ကားတွေတောင်မှ ဒါမတူတော့ဘူးပေါ့နော်အရင်ပုံစံမဟုတ်တော့ဘဲနဲ့ပြည်သူကိုချိန်ကြောက်တာမျိုးတွေရှိလာတယ်အဲ့ဒါဘာလဲဆိုတော့ဒါပါတီစုံဒီမိုကရေစီစနစ်ကိုလိုလားတယ်ဆိုရင်ရွေးကောက်ပွဲကိုပေါ့နော်လုံးဝကနကောစားမလုပ်ပါနဲ့ပူပေါင်းပါဝင်ပါဆိုတဲ့ပုံစံမျိုးနဲ့ချိန်ချောက်တာမျိုးတွေလည်းရှိလာတယ်အဲ့နောက်တစ်ခုကတော့ဒါဒီလိုကောင်းဆောင်မျိုးကိုမင်းတို့ဒါဘုံမအဖွဲ့တွေစစ်တပ်ထောက်ခံသူတွေဘာကြောင့်များထောက်ခံနေတာလဲဆိုတော့ အတွင်းမျိုးဝင်လာစေတဲ့ဖြေစကားတစ်ခုလည်းရှိတယ်။အဲ့ဒါကတော့ sanction နဲ့ software နဲ့ဘယ်လိုတွေတောင်မှားပြောလဲတော့မသိဘူးပေါ့နော်။အဲ့လိုပုံစံမျိုးရေးပေးတာပဲဖတ်တတ်တဲ့ခေါင်းဆောင်တယောက်လက်အောက်မှာမင်းတို့ကောင်တွေဘာလို့များတာဝန်ထမ်းဆောင်နေကြသလဲ။မင်းတို့ကောင်တွေဘာလို့များထောက်ခံနေကြသလဲဆိုတဲ့ဟာကိုလည်းတွေးမိပါသေးတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒါထူးခြားဖြစ်စဉ်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒါရေစကြိုပေါ့နော်။မတ်လ9ရက်ကနေ10ရက်နေ့အထိစစ်ကြောင်းထိုးလာပြီးတော့ဒေသခံပြည်သူတွေကိုရရက်ဆက်ဆက်လှုပ်သွားတဲ့လှုပ်ရက်တွေပေါ့နော်။ အဲ့ဒါကတော့ပြည်သူတွေလည်းသိထားတဲ့အတိုင်းပဲအဲဒီစစ်ကြောင်းထိုးလာပြီးတော့ဒေသခံပြည်သူတွေထဲမှာမှဒါအသက်အရွယ်ကြီးရင်တဲ့ဖိုးဖိုးဖွားဖွားအရွယ်တွေပေါ့နော်အဲ့လိုအရွယ်တွေကိုဒါတက်ဖြတ်တာမျိုးတွေလုပ်တယ်အခုဆိုရင်ဒါအလောင်းရရှိတာဒါ16အဲ16နှစ်ဦးထိရှိလာပြီပေါ့ဗျာ အဲ့ထဲကနှစ်ဦးဆိုရင်လုံးဝဘသူဘဝမန်းတော်မှမသိရှိနိုင်တဲ့အနေအထားအတည်ပြုလို့မရတဲ့အနေအထားဖြစ်အောင်ကောင်းနေရရဆက်ဆက်လုပ်ခဲ့တဲ့ပုံစံမျိုးဖြစ်လာတယ်။အဲဒါကလည်းဒါသူတို့တွေတော်တော်လေးကိုရွေးရုံမှာပုံစံမျိုးတွေနဲ့လှုပ်လာတယ်။ပြည်သူပေါ်မှာဘာမှကိုချင်းစာနာစိတ်မရှိတော့ဘူး။ပြည်သူကိုရန်သူလိုသဘောထားလာပြီဆိုတဲ့ပုံစံမျိုးတွေဒါသူတို့ပြလာတယ်ပြရုပ်တစ်ခုဖြစ်တယ်။ပြီးတော့ဒါအကောင်တွေဖြတ်ပြီးတော့တိုင်မှာစိုက်ခဲ့တာတွေပြီးတော့သူတို့လှုပ်ခဲ့တဲ့အသက်အရွယ်ရကြည့်မယ်ဆိုရင်39နှစ်ကနေ62နှစ်အရွယ်အတွင်း ဒါပါဝင်နေပေါ့နော်အဲ့ထဲမှာအရွယ်ဆုံးအများကြီးပါအားလုံးအများသောအားဖြင့်ကဒါအသက်ကြီးရွယ်အိုတွေပုံစံမျိုးတွေကိုဒီလိုမျိုးရေဆက်လုပ်ခဲ့တာဖြစ်တယ်အဲ့တော့ပြောချင်တာကမင်းတို့ PDF လို့သတ်မှတ်တဲ့အရွယ်တွေကဒီအရွယ်တွေလားလို့မေးချင်တာပေါ့နော်ဆိုတော့ဒီအရွယ်တွေကသူ့အနေနဲ့သူတော်မှာတောင်းဝေးလေးနဲ့ဒါလမ်းလျှောက်နေရတဲ့အနေထားမှာမျက်စိတွေမမြင်လို့ဟိုဟာဘသူလဲဒါဘသူလေးလဲဒါမျိုးပုံစံမျိုးမေးနေရတဲ့ဘိုးဘိုးဘွားတွေကမင်းတို့ PDF လို့ထင်တာလားမင်းတို့ကိုဓာတ်တွေဒုတ်တွေနဲ့ခုတ်ပြီးတော့တနက်တွေနဲ့ပြင်မဲ့အရွယ်တွေအဲ့လိုလုံနိုင်မဲ့အရွယ်တွေလို့ထင်တာလားပေါ့နော် ်ပြောရမယ်ဆိုရင်တော့ဒါစစ်ကောင်စီကအခုသူတို့ရဲ့လောက်ရက်တွေကပြည်သူကိုအကြောက်တရားထည့်ပေးတာဖြစ်တယ်။ဒါပေမဲ့ဒီကောင်လေးကိုပြန်ပြောချင်တာကပြည်သူကအဲ့လိုလှုပ်တာနဲ့ကြောက်တော့မှာမဟုတ်ဘူး။မင်းတို့အဲ့လိုလှုပ်လေလေမင်းတို့ပို့ပြီးစိတ်နာပြီးတော့အားတို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့နေပို့ပြီးတော့ပူပေါင်းပြီးတော့မင်းတို့ကို လုံးဝဒါဇီဝိန်ချွေဖို့မင်းတို့အမြင့်ပြတ်ဖို့အတွက်ကိုပို့ပြီးတော့ပူပေါင်းပါဝင်လိမ့်မယ်ဆိုတဲ့ဟာကိုလည်းပြောချင်နောက်ထပ်ထူးခြားဖြစ်စဉ်တွေနဲ့ရုံမာမှုပေါ့နော်စကားဆိုင်ရုံမာမှုကဒါဇလင်းမှာပေါ့နော်အသက်90ကျော်ရွယ်စိတ်မနှက်နဲ့အမျိုးသမီးတစ်ယောက်ကိုဒါမိရှို့တက်ပြတ်ပြီးတော့ဒါနေ400ကျော်ကိုမိရှို့လိုက်တယ်အဲပြီးတော့ပြည်သူပေါင်း1000ကျော်လောက်ဒါထွက်ပြေးတိမ်းရှောင်နေရတဲ့ဖြစ်စဉ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီရဲ့လုပ်ရက်တွေကိုကြည့်မယ်ဆိုရင်စိတ်မနှက်တဲ့သူလည်းသူတို့မရှောင်ဘူးသူတို့မှာကိုကျင်းစာသေးမရှိဘူးဒီကောင်းလေးလူမဟုတ်တော့ဘူးဆိုတဲ့ဟာကိုသူတို့ရဲ့လောက်ရတရားနေဖော်ပြနေတယ် ပြီးတော့အိမ်နဲ့ယာနဲ့မနေဘူးတဲ့ကောင်းနေမှန်းသိတာတယ်။ပြည်သူလူထုအနေနဲ့အိမ်တလုံးရဖို့အတွက်ကိုဘလောက်ခက်ခဲခဲခဲတီဆောက်ခဲ့ရတယ်ဆိုတာကိုအိမ်ရဲ့တံပိုးနားလေတဲ့သူတွေမှလည်းဒါကုချင်းစာနိုင်တာ။အဲ့တော့စစ်ကောင်စီကကောင်းနေကအိမ်နဲ့ယာနဲ့မနေဘူးတာဖြစ်တဲ့အတွက်အခုလိုမျိုးပြည်သူပေါ်မှာကုချင်းစာသိမရှိဘဲနဲ့မိရှို့ဖြက်စည်းတဲ့ဒါအဖြတ်မောက်အလုပ်တွေပဲလုပ်နေတာဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးလုပ်ရက်တွေကလည်းမင်းတို့တေချာပေါ့တနေ့တေချာပေါ့ပြန်ခန်းစားရမယ်လုပ်ရက်တွေဖြစ်တယ်။နောက်တဲ့ထူးခြားဖြစ်စဉ်အနေနဲ့စစ်ကောင်စီရဲ့ရုံမာတဲ့လှုပ်ရက်ကတော့ဒါစင်ကူးလက်မလအာဘုံကျဲခံရတဲ့ဖြစ်စဉ်ပေါ့နော် အခုဆိုရင်ဒါဘုံချက်ခံလို့ဒါအသက်တည်ဆုံးရတဲ့ရေတွက်က29ဦးထိရှိလာပြီအဲအဲ့ဒီထဲမှာဆိုရင်ဒါလေးလအရွယ်ကလေးလေးပါတယ်အဲ့ကလေးလေးပြင်မှာနောက်ထပ်ကလေး6ယောက်အပါဝင်ဒါ29ယောက်ဒါအသက်တည်ဆုံးနေပေါ့နော်ထိခိုက်ဒဏ်ရာရတဲ့သူတွေအရေတွက်ဆိုရင်32ဦးထိရှိလာပြီအဲ့32ဦးထဲမှာအဲဒဏ်ရာတော်တော်ပြင်းထန်လို့ပေါ့နော်အခြေအနေဆိုးနေတဲ့သူတွေလည်းရှိတယ်အဲ့တော့တည်ဆုံးမဲ့ရေတွက်ကပေါ့နော်ပို့ပြီးတော့တိုးလာနိုင်ခြင်းရှိတယ်ဆိုပြီးတော့လည်းပြောဆိုနေကြရတယ်သိရတယ်ဒါဟာဆိုရင်လည်းတော်တော်ကိုယုံပါတယ်လောက်ရတဲ့ခုဖြစ်တယ်ဘာလို့လဲဆိုတော့ ဒါနေကင်းကြောင်တော်ကြီးမှာဘုံကျဲတိုက်ခိုက်သွားတာဖြစ်တယ်။အဲ့လိုမျိုးနေကင်းကြောင်တော်ကြီးမှာဘုံကျဲတိုက်ခိုက်ဖို့ဒါလေရင်မှုတွေအနေနဲ့ဒီအောက်ကမြေပြင်ကသူတို့ဘုံကျဲရမယ်ပြစ်မှတ်ကိုတဲတဲကွဲကွဲမမြင်အောင်လားဆိုတော့မြင်ရတယ်။မြင်ရရဲ့သားနဲ့ဒီလိုမျိုးဒါပြစ်မှတ်တွေကိုပေါ့နော်ဒါအရက်သားပြည်သူတွေကိုရဲရဲဆက်ဆက်ဘုံကျဲတယ်ဆိုတာဒီကောင်ဒီမှာလူစိတ်မရှိတော့ဘူးဆိုပြောပြောရ။အဲ့တော့ဒီကောင်ဒီရဲ့မိသားစုတွေပေါ့နော်ပြည်သူတွေအခုဆိုရင်ဒီလိုမျိုးရဲဆက်ဆက်ဘုံကျဲတက်ဖြတ်ခံရတဲ့ဒါပြုတ်တန်နေပြီးရင်ဒါမှတ်တမ်းတပ်ပုံတွေကနေအာတိုင်းမှာပြတ်လာတယ် အဲ့လိုဟာမျိုးတွေကိုသူတို့ရဲ့မိသားစုတွေလည်းမြင်မှာပဲမြင်တဲ့အခါကျရင်မင်းတို့ကောင်တွေဘလို့စိတ်မျိုးနဲ့များနေနိုင်တာလဲလို့မေးချင်တာပေါ့နော်မင်းတို့ဒါမိသားစုတွေအနေနဲ့လည်းသူတို့ရဲ့သားသူတို့ရဲ့အဲဒီလေတက်ကအဖွဲတွေပေါ့နော်မပြောတော့ဘူးလားသူတို့မိသားစုတွေဖြစ်တဲ့သူတွေကိုဒီတိုင်းပဲလွှတ်ထားသလားသူတို့ကိုယ်တိုင်ကရောဒီဥစ္စာတွေကိုကျင့်နေနေသလားလို့တော့ကျွန်တော်တန်တဲ့ရတယ်ဖြစ်လာတယ်အဲတော့ကျတော့ခါလေးကြရင်ဟိုကို့ထိမှနားတယ်ဆိုတဲ့အတိုင်းပဲဒေါ်လာရေးတက်ဖွဲတွေအနေနဲ့ဒီချက်တွေကိုထည့်ပြီးတော့စဉ်းစားဆီရှင်တယ်နောက်တစ်ခုကဒီမိသားစုတွေအနေနဲ့လည်း ဒါသူတို့ရဲ့သားသမီးတွေကအခုလိုမျိုးဒါပြည်သူကိုရဲဆက်ဘုံကျဲနေတာမျိုးတွေမလုတော့အောင်ရက်တန်းကရက်အောင်မင်းတို့တွေမှာလည်းတာဝန်ရှိတယ်ဆိုတာကိုလည်းပြောချင်တယ်အဲ့တော့ပြည်သူကတန်ခတ်လာပြီးဟေ့ဆိုတဲ့ခါကျရင်ဒါမင်းတို့တွေဘယ်မှပြေးမလို့ဘူးဆိုတဲ့အကြောင်းကိုလည်းသိစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်ဘာတွေပြင်ဆင်နေသလဲဒီရဲ့ပိုင်းထဲမှာသူတို့ရဲ့ပြင်ဆင်မှုတွေဘာတွေရှိသလဲဆိုတဲ့ဟာကိုလည်းဒါနည်းနည်းလေးကျွန်တော်တော်လိုင်းတက်ဖွဲ့တွေနဲ့လွန်လန်ပြည်တွေတွေသိအောင်လို့ဒါပြောပြချင်ပါတယ်အဲ့ဒါတော့ဒါအခုရက်ပိုင်းတိုက်ပွဲတွေမှာသူတို့ drone တွေပို့ပြီးတော့အသုံးပြုလာတယ် နည်းပညာတွေပို့ပြီးအဆင့်မြင့်လာတယ်ပြီးတော့ဒါပုံမှန်မှာဆွဲချနိုင်ခဲ့တဲ့ drone တွေဆိုရင် night vision တွေပါတယ်ဆိုပြီးတော့လည်းသိရတယ်အဲပြီးတော့ကဘာဆာတွေမှာလည်း drone ပုံသီးတွေပို့ပြီးတော့ထုတ်နေတယ်အဲလေယာဉ်ပုံသီးတွေပို့ပြီးတော့ထုတ်နေတယ်ဆိုပြီးတော့လည်းကျွန်တော်တို့သိရတယ်အဲကြတော့ဒါကလေကြောင်းတိုက်ခိုက်မှုတွေ drone တိုက်ခိုက်မှုတွေပို့ပြီးတော့လုံလာနိုင်မှုအတွက်ကိုသူတို့ဒါဒါနီးမျိုးစုံနဲ့စူးစမ်းနေတယ်ဆိုတဲ့ဟာလည်းသိရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါရလာဖလို့ခေါ်တဲ့အပြာဝတ်တွေပေါ့နော်ဒါရရလုံကြွေးအဖွဲဆိုပြီးခေါင်းစဉ်တက်ပြီးတော့ ်အာစစ်မှုထမ်းဟောင်းနေရဲဝင်ထမ်းဟောင်းနေဒီလိုအဖွဲ့မျိုးတွေကိုလက်နက်တပ်ဆင်ပေးတဲ့ဟာတွေလည်းရှိလာတယ်ပေါ့နော်အဲ့ဒါတွေကိုဒါသူတို့အဲအုပ်ချုပ်မှုလက်လန်းမီတဲ့နေရာမျိုးတွေမှာစတင်ပြီးတော့ဖွဲ့စည်းနေတာတွေရှိတယ်တချို့ကျေးရွာတွေမှာဆိုရင်တရွာကို၁၀ရောက်ရောက်၂၀ဒါမျိုးပုံစံမျိုးတွေနဲ့လှုပ်လာရတွေ့ရတယ်ဒါဟာလည်းပြည်သူ့စစ်ပုံစံအလားတန်တူတဲ့ဒါနီလန်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော့အဲ့လိုဟာမျိုးတွေမှာလည်း အဲသူတို့အင်အားတွေစုဆောင်းနေတာဖြစ်တဲ့အတွက်အခုဆိုရင်လက်နက်ပါတက်ဆင်ပေးလာပြီဖြစ်လို့ကျောင်းဒီလိုမျိုးပြင်ဆင်လာတဲ့ဒါစစ်ကောင်စီရဲ့လုံလုံရက်တွေကိုလည်းကျွန်တော်တို့အနေနဲ့ဒါအသင့်ပြင်ထားဖို့လိုတယ်ဒါစဉ်းစားထားဖို့လိုတယ်ဆိုတာလေးပြောချင်ပါတယ်နောက် တစ်ခုကတော့ဒါဆာကဆာကဒါအေအေရဲ့ထိုးစစ်ကိုကာကွယ်ဖို့ပေါ့နော်စစ်ကူတွေဒါဖြည့်တင်းဖို့ဒါပကိုးတိုင်းရွှေတောင်မြို့နယ်မှာ ဒါလေရင်ပြေးလန်းနေအ мян ဆောက်လုပ်နေတယ်ဆိုပြီးတော့သိရတယ်အဲအဲ့ဟာလည်းဒါအခုဆိုရင်ဒါသူကအဲ့ဆောက်လုပ်ပြီးစီးတဲ့အချိန်နေပြီးလို့သူကစစ်လေရင်တွေကိုစမ်းတက်ပြီးတော့လေရင်အတက်စင်းနေလုံးကြည့်နေတယ်ဆိုတော့အနေထားဖြစ်လာပြီပေါ့နော်အဲ့တော့အဲအခုလိုမျိုးဒါဘုံကျဲတဲ့ဖြစ်စဉ်တွေ အဲဒေတာကံပြည်သူတွေတော်လိုင်းတက်ဖွဲ့တွေကိုပို့ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလှုပ်လာမဲ့အနေအထားကိုသူတို့ပို့ပြီးတော့လှုပ်လှုပ်ဆောင်လာတယ်ပေါ့နော်အဲကြအဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့ဒါအစင်မပြတ်စောင့်ကြည့်ပြီးတော့လေချောင်းတရေနေကိုဒါအစင်မပြတ်ပေးပို့နေဖို့လိုတယ်ပြီးတော့ဒီတော်လိုင်းတက်ဖွဲ့အနေနဲ့ရောအဲလေချောင်းတိုက်ခိုက်ခံရနိုင်နေဆိုတော့ဒေတာကပြည်သူတွေအနေနဲ့ကောဒီလေချောင်းတရေနေကိုအစင်မပြတ်စောင့်ကြည့်ပြီးတော့ ဒါအမြဲတမ်းအသင့်ဖြစ်နေဖို့ပြင်ဆင်ထားဖို့အကြံလေးပေးချင်ပါတယ်။စစ်ကောင်စီကတော့တော်တော်လေးယုံမှမဲ့လုပ်ရက်တွေကိုလုပ်နေပြီဖြစ်တယ်ပေါ့။နောက်တစ်ခုကတော့ဒါမဖြစ်မနေပြောရမယ်။ဒါဒီရက်တွင်းမှာသူတို့ဒီရက်တွင်းတော့မဟုတ်ပါဘူး။နေစဉ်ရက်ဆက်လှုပ်ဆောင်နေတဲ့ပြည်သူစစ်မှုထမ်းဥပဒေဆိုပြီးတော့အတင်းအကျပ်အားလုံးမှလူသစ်စုနေတဲ့လုပ်ရက်တွေကနေရာနဲ့ဒေသအနှံ့မှာအခုထိရှိနေတုံးပဲ။ဒီလိုမျိုးရှိနေတဲ့မြောက်ကာလပတ်လုံးမှာလည်းသူတို့ကစစ်အင်အားတွေထပ်ပြီးတော့ရရှိနေဦးမှာဖြစ်တယ်။အဲ့တော့ဒီဥစ္စာတွေကိုလည်းကျွန်တော်ထည့်ပြီးတော့စဉ်းစားဖို့ရည်ကြည့်တယ်ပေါ့နော်။အာပြီးတော့ကျွန်တော်ရဲ့တော်လိုင်းဝင်တော့ဝင်ပိုးတွေမဖြစ်ဖို့အတွက် ကျွန်တော်ဘယ်လိုမျိုးလုပ်ရမလဲဘယ်လိုမျိုးပြင်ဆင်ရမလဲဘယ်လိုမျိုးချိတ်ဆက်ပြီးတော့ကယ်ထုတ်ရမလဲဆိုတဲ့နည်းလမ်းတွေကိုလည်းဒါဥဆောင်တဲ့သူတွေအနေနဲ့ဒါအစီအမပြတ်စ조사နေဖို့ဒါကျွန်တော်ဒီနေ့ကနေအကြံပြုချင်ပါလေဗျဒါကတော့ဒါကျွန်တော်တို့တပတ်အတွင်းမှာဒါဖြစ်ပြတ်သွားတဲ့ဖြစ်စဉ်တွေရဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုလိုမျိုးပြောပြတာဖြစ်တယ်အဲဒီဖြစ်စဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်တော့အံ့ဩရတယ်ငါတို့တွေအောင်မြင်မှုတွေအများကြီးကိုယူထားနိုင်တာပါလားပြီးတော့ကျတော့စစ်ကောင်စီရဲ့ရုံမာမှုတွေရက်ဆက်မှုတွေကိုကြည့်တဲ့အခါမှာလေဒါကိုကြည့်ချင်းအပြင်စစ်ကောင်စီကဘလောက်တောင်မှ တို့အခြေအနေဆိုးနေလဲဘလောက်တောင်မှပွက်ပြက်နေလဲဆိုတဲ့ဟာတွေကိုသိတာရှိတယ်တို့တွေအခြေအနေဆိုးနေလို့ဒါအခုလိုမျိုးဒါပြည်သူနဲ့တော်လိုင်းတက်ဖက်မခွဲကြတော့ဘဲနဲ့အခုလိုမျိုးရဲရဲဆက်ဆက်ဘုံကျဲတက်ဖြတ်တာမျိုးတွေလုပ်နေတာဖြစ်တယ်အဲဒါဆိုတော့ဒီတောတွင်းမှာတည်ရတဲ့အချက်လက်တွေကြီးကျင်းအဖြစ်ကျွန်တော်တို့တော်လိုင်းကဘလောက်ထိခရီးရောက်နေသလဲ ဘလောက်ထိကျွန်တော်တို့အချိန်ကောင်းနေသလဲဆိုတာကိုဒါတွေ့ကြရမှာဖြစ်တယ်ပေါ့နော်။အဲတော့ကျွန်တော်ကိုယ်တိုင်အခုလိုမျိုးတွေးမိတဲ့အချိန်မှာခွန်အားကြလို့အခုလိုမျိုးဒါပြည်သူတွေနဲ့ပြန်ပြီးတော့မျှဝေတာဖြစ်တယ်။နောက်တစ်ခုကတော့စစ်ကောင်စီရဲ့ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒေါ်လာရေးတပ်ဖွဲ့တွေဒေါ်လာပြည်သူတွေဒါတွေကိုသိရှိပြီးတော့ကိုယ့်ဘက်ကဘာတွေလှုပ်ဆောင်ရမလဲဆိုတဲ့အကြောင်းကိုလည်းသိစေချင်လို့အခုလိုမျိုးပြန်ပြီးတော့ဝေမျှပေးတာဖြစ်တယ်။အဲတော့နောက်ပတ်တွေမှာလည်းအခုလိုမျိုးအစီအစဉ်မျိုးကိုထပ်ပြီးတော့လေ့ဆက်ပေးနိုင်ဖို့ကြိုးစားပါအောင်ပဲဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။